အားလုံးပဲမင်္ဂလာပါအခုဒီကျဲပြောရတဲ့ဒါလေးเนาะဒီငကကလေးထိုးတာကိုပြပေးမယ်เนาะအဲ့ဒါလေးထိုးဖို့ကိုအခုပထမဦးဆုံးဖူမီလေးစပြီးတော့လုပ်မယ်ဖူမီကို၅ချက်စပြီးတော့ယူပါမယ်เนาะဒါခွင်းခွင်းလာပဲရှိသေးတယ်ဖူမီမယူရသေးအခုမှစပြီးတော့ရည်မယ်เนาะ၅ချက်၁၂၃၄ 5ချက်5ချက်ပြီးသွားပြီဆိုရင်ပထမအုံဆုံးစားခဲ့တဲ့အပေါက်မှာရှက်ကော့လေးနဲ့နာပြီးတော့ဆက်မယ်ဆက်လိုက်ပြီနော်ဆက်ပြီးသွားပြီဆိုလို့ရှိရင်သူတိုင်တူ9တိုင်အတိုင်တူသူကို6တိုင်ထိုးမယ်ဒီအခွင်းလေးထဲမှာနော်တိုင်တူ6တိုင်ထိုးရင်းနဲ့မှဒီကျိုးလေးပါထည့်သိမ်းပါမယ်ဖူမီတစ်ချက်စားပြီးယူမယ်နော်တိုင်တူထိုးဖို့အတွက်ကိုပြီးအဲ့ဒီခွင်းလေးထဲမှာခုနဖူမီထိုးထားတဲ့ဒီအဝိုင်းလေးထဲမှာ တိုင်တူကိုးတိုင်စပြီးယူမယ်နော်တတိုင်နှစ်တိုင်ဒါလေးဘာထည့်သိမ်းရတယ်နော်ဒါဒီမှာဒီချက်အခြေခံချက်တွေကိုမပြထားဘူးအခြေခံထိုးတက်ပြီးသားသူတွေဆိုရင်တော့ లైక్ ကြည့်ပြီးထိုးတက်တာနော်ဒီဗီဒီယိုဖိုင်အခြေခံဖူမီတို့တိုင်တူတို့တိုင်ရှိတို့အဲ့ဒါအောင်ထိုးဖို့ရှိမှာတော့ဗီဒီယိုပြတာအဲ့ဒါတင်ပေးထားတာရှိတယ်နော်ဒီချက်အဲ့ဒါလေးကိုတကယ်လို့အခြေခံမထိုးတက်တဲ့သူတွေဆိုရင်တော့ဒီချက်ရဲ့ page မှာဗီဒီယိုလေးတစ်ချက်မှုပြီးရှာကြည့်ပါနော် ၃တိုင်ရှိပြီ၉တိုင်ထိုးမယ်နော်နာ၉တိုင်ရသွားပြီ၉တိုင်ရပြီးသွားပြီဆိုလို့ရှိရင်ဖုန်ကြီး၃ချက်ယူပေးပါတစ်ချက်နှစ်ချက်၃ချက်၃ချက်ယူပြီးဝင်အဲ့ဒီတိုင်တူ၉တိုင်ထိုးထားတဲ့ဒီအဝိုင်းလေးထဲမှာပဲနောက်ထပ်တိုင်တူနှစ်တိုင်ထပ်ထိုးပေးတတိုင်းပြီးဒီပေါက်ထဲမှာပဲနောက်ထပ်တတိုင်းနှစ်တိုင်း နှစ်တိုင်ပြီးတော့ပြီဆိုလို့ရှိရင်เนาะပထမဦးဆုံးစပြီးထိုးခဲ့တဲ့ဒီတိုင်တူလေးမှာလာပြီးတော့ဒီချက်တို့ရှက်ကော့နဲ့ဆက်လိုက်ပါမယ်ဟင်းသူရှက်ကော့လေးနဲ့လာပြီးတော့ဆက်လိုက်အပ်ဆိုရင်ထိုးရတာကတဝိုင်းပြည့်သွားပြီเนาะတဒန်းပြည့်သွားပြီအဲ့ဒါပြီးသွားရင်ဖူမီ၃ချက်ယူမယ်ဖူမီတစ်ချက်နှစ်ချက်၃ချက်เนาะ၃ချက်ရပြီဆိုရင်အခုဒီမှာဒီချက်တို့ တိုင်ရှည်ကိုထိုးမယ်နော်အခုဒီပထမဒီပထမဆုံးမြင်ရတဲ့ဒီစစ်ဆန်ကြီးလေးနော်အဲ့ဒီမှာတိုင်ရှည်လေးထိုးမယ်တိုင်ရှည်တတိုင်းပြီးွားရင်အခုနောက်ထပ်စစ်ဆန်ကြီးမှာတစ်ခါနောက်ထပ်တတိုင်းထိုးမယ်တိုင်ရှည်နှစ်တိုင်ရှိတော့ပြီနော်အားလုံးတိုင်ရှည်6တိုင်ထိုးပါမယ်၃တိုင်း၆တိုင်းပြေသွားပြီ เนาะยีပြတ်มาเนาะဒီမှာတတိုင်းနှစ်တိုင်း၃တိုင်း၄တိုင်း၅တိုင်း၆တိုင်းတိုင်းရှိ၆တိုင်းဒီဘေးရကြတော့ဒါဖူမီ၃ချက်တက်ထားတာเนาะအဲ့တော့အဲ့ဒါပြီးသွားပြီဆိုရင်ဖူမီနောက်ထပ်၃ချက်တစ်ခါပြန်ယူမယ်၁၂၃ပြီးသွားပြီဆိုရင်ဒီဘက်ကိုပြန်လှည့်လှည့်ပြီးသွားပြီဆိုလို့ရှိရင်ဖူမီတစ်ချက်ထပ်ယူပြီးဖူမီတစ်ချက်ထပ်ယူတယ်เนาะယူပြီးသွားပြီဆိုလို့ရှိရင်တိုင်ရှိပြန်ထိုးပါမယ်တိုင်ရှိကိုအခုဒီမှာ ဟူတာသည်ပထမဦးဆုံးမြောက်တိုင်ပထမဦးဆုံးမြောက်တိုင်ကနေမထိုးဘူးဒုတိယမြောက်တိုင်ကနေစထိုးရမှာနော်ဒုတိယမြောက်တိုင်ကနေစပြီးတော့ဒီအောက်ကတိုင်ရဲ့ထိတ်မှာဖူမီလေးမှာတိုင်ရှိလိုက်ယူလိုက်တယ်တိုင်ရှိတတိုင်းယူယူပြီးွားရင်ဖူမီလေးတစ်ချက်ယူပါပြီးတိုင်ရှိနောက်တတိုင်းပြည့်ယူမယ်အောက်ကတိုင်ရဲ့အပေါ်မှာနောက်ထပ်တိုင်ရှိတတိုင်းထပ်ယူမယ်ပြီးွားအဲ့လိုပဲဖူမီတစ်ချက်ထပ်ယူမယ် တန်ရှိနောက်ထပ်တစ်တိုင်တစ်ခါထပ်ယူမယ်။သုံးနိုင်ရှိပါပြီတန်ရှိဖွင့်ပြီးတစ်ချက်ယူတန်ရှိနောက်ထပ်တစ်တိုင်တစ်ခါထပ်ယူမယ်။လေတန်းပြီးရင်ဖူမီတစ်ချက်ယူငါးတန်းဖူမီတစ်ချက်ယူနောက်ဆုံးတိုင်ကိုဖုံးမယ် နောက်ဆုံးတန်ရကြတော့ဒီမှာစခဲ့တဲ့ဖူမီလေး၃ချက်အဲ့ဒီရဲ့ထိတ်မှလာပြီးတော့ထိုးရမယ်နော်အားလုံး၆တိုင်ပါအားလုံး၆တိုင်ဒတိုင်နဲ့ဒတိုင်ရဲ့ကြားထဲမှာဖူမီတစ်ချက်တစ်ချက်စီချားလာမယ်နော်ဒီမှာ၁၂၃၄၅၆ဒီဘက်မှာကြတော့ဖူမီ၃ခုနော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တဒန်းထိုးမယ်ဖူမီ၃ချက်ယူမယ်တဲ့ညေ၃ သုံးခုပြီးဝိုင်းဒီဘက်ကိုလှည့်မယ်ဖွမီနှစ်ချက်ထပ်ယူမယ်တစ်ချက်နှစ်ချက်နှစ်ချက်ယူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပထမဦးဆုံးတိုင်ကိုမထိုးဘူးဒုတိယများတိုင်ရနေပြီးတော့မှစပြီးတော့ထိုးမယ်တိုင်ရှိကိုထိုးမယ်เนาะအောက်မှာထိုးခဲ့တဲ့တုံးကလိုပဲ ပြီးရင်ဖူမီနှစ်ချက်တစ်ခါပြန်ယူမယ်အောက်မှာထိုးတဲ့အတိုင်းနဲ့အောက်မှာကြတော့ဒတိုင်းနဲ့ဒတိုင်းကြားမှာဖူမီတစ်ချက်စီချားတယ်အခုကတော့ဒတိုင်းနဲ့ဒတိုင်းကြားမှာဖူမီနှစ်ချက်စီချားပေးရမယ်ဟိုဘက်အစွန်ရောက်တဲ့ ठी ကိုထိုးပါမယ်အစောရောက်တဲ့ချိန်မှာတိုင်ရီအတွက်က6တိုင်ပဲဖြစ်နေနိုင်မယ်နော်နှစ်ချက်နှစ်ချက် နောက်ဆုံးတိုင်တီအမြဲတမ်းမနော်ဖူမီ၃ချက်ထိတ်မှလာပြီးတော့ထိုးရမှာနော်ဒီထိတ်မှလာပြီးတော့ထိုးနောက်ဆိုရင်တဒန်းပြေသွားပြီတန်ရီတော့ကဒီမှာနော်1 2 3 4 5 6ဒါဖူမီ၃ချက်နော်အဲ့လိုမျိုးအပြီးသွားရင်ဖူမီ၃ချက်ယူမယ်ဟိုဘက်ကိုပြန်လှည့်မယ်လှည့်ပြီးသွားပြီဆိုရင်အခုဒီမှာ ရမယ်เนาะအခုဒီဒီအပေါက်လေးတွေထဲမှာထည့်ထိုးမှာเนาะဒီအပေါက်လေးတွေဒီဒီလိုလွတ်နေတဲ့ဒီအပေါက်လေးတွေထဲမှာထည့်ပြီးတော့ထိုးရမယ်ဖူမီသေးမဟုတ်ဘူးเนาะအဲ့တော့ဖူတိုင်းရှိဒီမှာဖူမီ၃ချက်ယူပြီးတော့ရင်ဒီလိုဟနေတဲ့အကွက်ကလေးထဲမှာတိုင်းရှိနှစ်တိုင်းယူမယ်တတိုင်းဒီဖူမီကြားလေးကိုထည့်မထိုးတော့เนาะဒီလိုမျိုးအပေါက်သေးကိုထည့်ပြီးတော့ထိုးပါတယ်နှစ်တိုင်းပထမဦးဆုံးတစ်ခွက်မှာနှစ်တိုင်းထိုးလိုက်တယ် နောက်ထပ်အကွက်တွေမှာကြာရင်တကွက်ကို၃နိုင်စီထိုးမယ်ဒီမှာကြာတော့အခုဒီမှာနှစ်တိုင်းဒီဖွမီ၃ချက်နဲ့ပေါင်းလိုက်တော့၃တိုင်းဆိုပြီးတော့သဘောရတယ်လေအဲ့ဒါကြောင့်မို့လို့အခုဒီမှာတက်တက်ချင်းမှာဆိုလို့ရှိရင်ဒီမှာဖွမီ၃ချက်ရှိတယ်အထဲမှာနှစ်တိုင်းထိုးလိုက်တော့၃နိုင်ဖြစ်သွားတယ်အကွက်ကအဲ့ဆိုရင်တူတူပဲဖြစ်သွားမယ်နော်အခုဒီမှာ၃နိုင်ပြီးသွားရင်ကြားထဲမှာဖွမီမခံဘူးနော်နောက်ထပ်တကွက်မှာလာပြီးတော့၃နိုင်ထပ်ထိုးမယ်တဲ့ နော်နော်နှစ်တိုင်းတိုင်းစီသုံးတိုင်းပြီးတော့ပြီဆိုရင်နောက်တစ်ကွက်ကိုရွှေ့ထိုးမယ်ဒီတိုင်းမဲ့တစ်ကွက်ပြီးတစ်ကွက်ဟိုဘက်ရောက်တဲ့ထိထိုးရမယ်တစ်ကွက်မှာသုံးတိုင်းစီထိုးမယ်ပထမဆုံးကွက်ကတော့နှစ်တိုင်းပဲနော်ခုဒီမှာတဆုံးတိရောက်သွားပြီတဆုံးတိရောက်သွားရင် သူ့ကိုဒီဘက်ကိုပြန်ပြီးတော့လှည့်လိုက်မယ်လှည့်ပြီးသွားပြီဆိုလို့ရှိရင်အခုပထမဆုံးကက်ရဲ့အပေါက်မှာမြင်ရတဲ့ဖွမီလေးမှာ ရှက်ကောထိုးရမယ်ရှက်ကောတစ်ချက်နှစ်ချက်သုံးချက်ထိုးမယ်နော်ဖုန်ကြီးတစ်ချက်ကိုတစ်ခုနှစ်ခုသုံးခုထိုးမယ်ဒီမှာအပေါက်ထည့်ကိုထည့်မယ်နှမ်းယူတစ်ခါလေပြန်ပြီးတော့ထွက်လိုက်မယ်ရှက်ကောသုံးချက်ထိုးရမယ်နော်တစ်ချက်ပဲရှိသေးတယ်နှစ်ချက်သုံးချက်ပြီးသွားပြီသုံးချက်ပြီးသွားရင်ဖုန်ကြီးသုံးချက်ယူမယ်တင်းနဲ့သုံးချက်သုံးချက်ယူပြီးသွားပြီဆိုလို့ရှိရင်တိုင်ရှည်ထိုးမယ်တိုင်ရှည်ထိုးတာဒီအခုဒီမှာ ဒီမှာဒီနှစ်ခုရဲ့ကြားတယ်နော်ဒီလိုကြားဟနေတဲ့နေရာလေးရှိလေဒီတကွက်နဲ့တကွက်ရဲ့ကြားထဲမှာဒီကြားထဲမှာလာပြီးတော့ထိုးတော့မယ်တိုင်းရှိထိုးတဲ့ကခုနကတော့ထိုးတလို့ပဲပထမဦးဆုံးညအကွက်မှာနှစ်တိုင်နဲ့ထည့်မယ်တိုင်းရှိနှစ်တိုင်ထည့်လိုက်ပြီးဒီမှာဒီဖုန်မီ၃ချက်နဲ့ပေါင်းလိုက်တော့သူက၃တိုင်ဖြစ်သွားပြီပြီးွားရင်နောက်တစ်ကွက်မှာလည်းဟိုနောက်တစ်ကွက်မှာကြားလို့ရှိရင်ဒီမှာတော့ဒီလိုကြားလေးတွေထဲမှာ၃တိုင်၃တိုင်ထည့်သွားမယ် အောက်ကအတန်းတုံးဝလိုမျိုးပဲတဲ့အဲ့ဒါကိုဟိုဘက်အစွန်ရောက်တဲ့အထိထည့်ဝါပေးပါ၃တိုင်ထည့်မယ်၃တိုင်ပြီးသွားရင်နောက်တစ်ခွက်ကိုသွားမယ်တစ်ခုနဲ့တစ်ခုကြားထဲမှာကြာရင်ဖွင့်ပြီးမခံဘူးเนาะဒီတိုင်းမှာ၃တိုင်ပြီးနောက်တစ်ခွက်ကိုသွား၃တိုင်အစွန်ဆုံးထိရောက်သွားပြီအစွန်ဆုံးထိရောက်သွားပြီဆိုရင်အောက်မှာလေကြည့်လိုက်ရင်လေ1 2 3 4 5 6အခုဒီကျဲတော့နောက်ဆုံးထိုးရတဲ့အတန်းမှာကြာရင်ဒီမှာ1 2 3 4 5အဲ့လိုလေးဖြစ်လာမယ်နောက်တန်းထိုးဖို့အတွက်ကို တဲ့အော်နောက်တန်းထိုးဖို့အတွက်ကိုကြတော့ပြန်လှည့်မယ်လှည့်ပြီးတော့ရင်ရှက်ကော၃ချက်ထိုးမယ်ခုနတော့ကလုပ်ခဲ့တယ်လို့ပဲရှက်ကော၄၃ချက်ထိုးပါမယ်ပြီးွားပြီဆိုတော့မှဖုံပြီးယူပြီးတန်းစီသွားမယ်ရှက်ကော၁ချက်၂ချက်၃ချက်ပြီးတော့ပြီဆိုရင်ဖုံပြီး၃ချက်ယူမယ်ခုနတော့ကလှုပ်တယ်လို့ပဲဒီကြားထဲမှာတိုင်ရှည်လေးထည့်ထိုးသွားမယ် တိုင်းစီကိုပထမဦးဆုံးဆိုရင်နှစ်တိုင်းနောက်ထပ်ဟာတဲ့အားလုံးဒီ၃တိုင်းတစ်ခုနဲ့တစ်ခုကြားထဲမှာဖုန်မီးမခံဘူးဒီတိုင်းလေးပဲသွားမယ်နော်အဲ့ဒါကိုဘယ်ထိထိုးရမလဲဆိုတော့အခုဒီမှာပထမဦးဆုံးမြောက်တီ6ကွက်ဒီမှာ6ကွက်အခုဒီကျဲတို့ခုနောက်ထိုးရတာ5ကွက်ပြီးသွားပြီနော်အခုဒီကျဲတို့ဒါအောင်ထိုးနေတာ4ကွက်ပြီးနောက်တန်းထပ်ထိုး3ကွက်2ကွက်1ကွက်ဒီနောက်ဆုံးရောက်တဲ့ချိန်ထိုးပါနော်နောက်ဆုံးရောက်လို့ရှိရင်နော်အစားတက်ပြီးဖြတ်လိုက်ရပြီနော် ့ဒီထီကိုရအောင်ဖို့မယ်နော်နောက်ဆုံးရောက်တဲ့ထီကိုဒီမှာထိတ်ဆုပ်ထီရောက်လာပြီရောက်လာပြီဆိုရင်အစာတက်တော့မယ်နော်အစာတက်ရင်နော်ခါတိုင်းလိုပဲပုံမီးလေးတစ်ချက်ထပ်ယူလိုက်တယ်ပြီးတော့ရင်ခြေကိုဖြောက်လိုက်လို့ရှိရင်ရပါပြီနောက်ဆွဲထုတ်လိုက်နော်ဒါအောင်ကြည်ကြည်လေးလေးလေးဆွဲကဲအစပြီးသွားပြီဒီခြေခြေအစလေးရတော့အနောက်ဘက်ကိုလှည့်ပြီးတော့ဒီတိုင်ရှိလေးတွေရဲ့ကြားတွေကိုလိုက်ပြီးဆွဲချသွားလိုက်လို့ရှိရင်ရပြီနော် ဒါကိုအစတက်တဲ့အကလေးနဲ့ဟိုထိုးထည့်လဲရတယ်ဒီအကလေးနဲ့ပဲဒီလိုလေးဆွဲချလိုက်လဲရတယ်နော်ဟိုဒါဒီခြီးစလည်းအဲ့လိုပဲလုပ်မယ်ဒီအောက်ကခြီးစလေးလည်းအဲ့လိုပဲအစတက်ရမှာနော်ဟိုဒါဆွဲချလိုက်တယ်ဒီသေးတွေရောနည်းနည်းထပ်ပြီးတော့ဆွဲချအောင်နော်နောက်ဘက်ကိုဆွဲချပြီးသွားရင် ပိုတဲ့ချီလေးကိုဖြောက်လိုက်ရင်ရပြီနော်ဆွဲချတဲ့အခါအနောက်ဘက်မှာလည်းယူအိုကကြည့်ရယူဆိုးအောင်မပေါ်မဆွဲချနဲ့နော် အရှိရောအနောက်တော့နှစ်ဖက်လှဖြစ်နေရမယ်လေဘယ်ဘက်မှာမှကျိုးပြီးရပေါ်မနေရဘူးကိုဆွဲချတာရဲ့လေအဲ့ဒါပြီးရင်အခုဒီထိတ်မှာဒီခြေတို့ဖုန်ကြီးသုံးမှုယူခဲ့တဲ့ဟာလေးကဒီနှကက်ချိတ်ကလေးထဲဖို့အတွက်အဲ့တော့အဲ့ဒီဖုန်ကြီးသုံးမှုယူခဲ့တဲ့နေရာလေးကိုဒီချိတ်ကလေးလာထည့်လိုက်ရင်ရပါပြီဟင်ကဲအဆွေလာပါပါပြီကဲအဲ့ဒါဆိုလို့ရှိရင်ခုဒီမှာ နှစ်တက်ကလေးတစ်စုံပြီးသွားပြီနော်လိုက်ထိုးကြည့်ပါလုတ်ပြီးသွားပြီဆိုလို့ရှိရင်အဆင်မပြေတာရှိရင်လာမေးလို့ရတယ်နော်ထိုးဖြစ်တဲ့ဆိုလို့ရှိရင်လည်းဒီချက်ကိုလမ်းပြီးတော့ပြပေးပါအောင်နော်အားလုံးပဲအဆင်မြေကြပါစေရှင်